ကိုကတော့ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်။စာတွေရေးပြီးတော့မှဆိုရှယ်မီဒီယာပေါ်မှာတင်တယ်။ဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုတွေကိုကြည့်ပဲလူမရှိဘူး။စာတွေကို ဖတ်မဲ့လူမရှိဘူးဆိုတဲ့သူတွေဒီဗီဒီယိုစုံထအောင်ကြည့်ပေးပါ။အဲ့တော့ကျွန်တော်တို့ဒီနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် content creator တွေပါပဲ။အဲ့တော့ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေအကြောင်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေအကြောင်းကျွန်တော်တို့ကုမ္ပဏီအကြောင်းကိုကျွန်တော်တို့ကလူတွေသိအောင် content လို့ခေါ်တဲ့ပညာပေးတဲ့အကြောင်းအရာတွေကျွန်တော်တို့ဖန်တီးရမှာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာဖြစ်ကြံခဲ့မလဲဆိုတော့ traditional business owner ရှေးရိုးဆွဲเนาะစီးပွားရေးလုပ်ငန်းရှင်ပဲကျွန်တော်တို့ဖြစ်နေမယ်ဒါကြောင့်မလို့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီ content creator ဖြစ်ဖို့လိုတယ်เนาะ content တွေဖန်တီးနိုင်ဖို့လိုတယ်အဲ့တော့ကွာအောင်မှကြည့်ကြည့်လိုက်။နော် Elon Musk တို့ကွာအောင်မှအချမ်းသာဆုံးပုံကိုယ်တွေ Zuckerberg တို့သူတို့တွေလည်းဘာတွေလုပ်နေကြလဲဆိုတော့ content တွေဖန်တီးပြီးတော့မှ သူတို့လူတွေမမေ့သွားအောင်သူတို့စ조사နေကြတာကျွန်တော်တို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေလည်း content တွေဖန်တီးဖို့လိုတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က content တွေဖန်တီးတဲ့ခါမှာအခုကျွန်တော်ပြောမယ့်နှစ်ခုတည်းကတစ်ခုကိုထိကိုထိမှရမယ်မထိရင်ခုနကကျွန်တော်အစာပိုင်းမှာပြောခဲ့သလိုပဲကိုယ့်ရဲ့ဗီဒီယိုကိုဘယ်သူမှကြည့်မှာမဟုတ်ကိုယ့်ရဲ့စာကိုဘယ်သူမှဖတ်မှာမဟုတ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1ဒီပါလဲဆိုတော့အပြေပေးနိုင်သလားကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ content တွေ အဖြေတွေပေးနိုင်သလားနံပါတ်2ကတော့အမြင်တွေဖွင့်ပေးနိုင်သလားအဲ့ဒီနှစ်ခုတည်းကတစ်ခုခုပါမကိုကျွန်တော်တို့ဗီဒီယိုတွေကိုကြည့်ပါလေအဲ့တော့ကိုကဗီဒီယိုတွေခံထိလိုက်ပြီးကွန်တန့်တွေရေးလိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုတွေကနေပြီးတော့မှလူတွေကိုသူတို့သိကျင်နေတဲ့သူတို့ကြားကျင်နေတဲ့အဖြေတွေကလည်းမပါဘူးနောက်ပြီးတော့မှသူတို့အမြင်တွေဖွင့်ပေးနိုင်တဲ့အနေအထားမျိုးမရှိဘူးဆိုရင်မရပါဘူး အဲ့တော့ content တခု create လုပ်ပြီဆိုလို့ရှိရင်နံပါတ်၁ဒီအဖြေတွေပေးနိုင်ရပါလိမ့်မယ်။နံပါတ်၂ဒီအော် तू ပြောမှဒါငါသိတာပါလား။ तू ပြောလိုက်မှငါရှင်းသွားတာပါလား။မြင်သွားတာပါလားဆိုတဲ့အမြင်ဖွင့်ပေးနိုင်မှုလိုတယ်။ကြောင့်မလို့ကျွန်တော်တို့ဒီနှစ်ချက်ကိုသိကြအောင်မှတ်ပါ။ကျွန်တော်ဗီဒီယိုတွေဆိုလို့ရှိရင်လည်းကျွန်တော်လူတွေကိုအဖြေတွေပေးနိုင်တယ်။နောက်ပြီးတော့မှလူတွေကို အမြင်တွေကျွန်တော်တို့ဖွင့်ပေးနိုင်တယ်။အဲ့ဒီနှစ်ခုနဲ့သာရိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုတွေကိုလူတွေကြည့်ပါလိမ့်မယ်။ ီဗီဒီယိုဆုံးထောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကို့အတွက်တခုရလိုက်တယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောအနေနဲ့ဖြစ်ပါစေ I know.